ီနေ့အောက်တိုဘာ22ရက်နေ့အတွက် People's Print ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မိုးကုံးမြို့အရှေ့ပိုင်းကနေရာနှစ်ခုစစ်ကောင်စီတပ်ကဒီနေ့နေ့လယ်3နာရီလောက်မှာ Jet Fighter နဲ့ဘုံကျဲသွားပါတယ်။ဘုံတလုံးကမိုးကုံးမြို့အရှေ့ပိုင်းကန်တော်ကုန်းအထက်နာကိုကြားရောက်ပောက်ကွဲပြီးအရက်သားတွေထိခိုက်သေးဆုံးမှုရှိတယ်လို့ဒေသခံတအူကပြောပါတယ်။နောက်တလုံးကတော့တောတောင်တွေဘက်ကိုကြားရောက်ပောက်ကွဲတယ်လို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်ကို စစ်ကောင်စီတပ်ကဒီနေ့မနက်ပိုင်းမှာလေရင်နဲ့ဘုံအလုံးရေ40ခန်းကျဲချတိုက်ခိုက်ခဲ့ပါတယ်။ KIA တပ်ရင်း6နယ်မြေကန်စီဒေတာကိုလေကြောင်းတိုက်ခိုက်လာတာဖြစ်တယ်လို့သိရတာပါ။လူထိခိုက်မှုတော့မရှိဘူးလို့သတင်းရင်းမြစ်တအူကပြောပါတယ်ရှင်။မန္တလေးမြို့မှာငလင်းထိထားတဲ့တိုက်ဖြိုးချရာကပိမိသွားသူ2ဦးထပ်မံရှိခဲ့ပြီးကယ်ဆယ်ရေးတွေလှုပ်ဆောင်ခဲ့ရပါတယ်။ဒီနေ့ညနေ3နာရီဝန်းကျင်ကမန္တလေးမြို့ချိုင်းအေးသာဇံမြို့နယ်မှာငလင်းဘေးတင်လေးထပ်တိုက်ကိုဖြိုးချရင် ဘေးအနီးဝန်းကျင်ကနေအိမ်နှလုံးပါပြိုကျကုန်တာလို့ဒေသခံတချို့ကပြောပါရရှင်။စကိုင်းတိုင်းဒဇယ်မြို့နယ်အတွင်းအောက်တိုဘာ20ရက်ကဖြစ်ခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ရေဦးမြို့နယ်ပကဖကထုတ်ပြန်ပါရယ်။ဒဇယ်မြို့နယ်ကအက်တောနဲ့သဲကုန်းရွာကနေကံဘလူးမြို့နယ်ကာဘိုးရွာဘက်ကိုစစ်ကြောင်းထွက်လာတဲ့အင်အား40ကန်ပါအဖွဲ့ကိုတိုက်ခတ်ခဲ့တာဖြစ်ပြီးစစ်အုပ်စုဘက်က12ဦးသေဆုံးတဲ့အပြင်6ဦးဒဏ်ရာရတယ်လို့သိရပါရယ်ရှင်။